နိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးသွေးကကဲဝင်ပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့နိုဝင်ဘာ22ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း အတူရောင်ရွှေကောက်ပွဲကိုပြင်းထန်စွာကန့်ကွက်ပယ်ချရေးအတွက်ကုလဖွဲ့ဝင်နိုင်ငံအားလုံးကိုတန်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်တဲ့တဲ့အကြမ်းဖက်ဆေးဟုတ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်ပေါင်း854ယောက်သေဆုံးခဲ့တဲ့တဲ့ဝက်လက်မြို့နယ်ကကျေးရွာ18ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့ ဗုတ်ပြင်းမြို့နယ်မှာအကြက်ဖက်ဆေးအုပ်စုကနန်းစီဒီယမ်တက္ကသိုလ်ကျောင်းသားတွေကိုအတူရောင်ရွှေကောက်ပွဲအတွက်ချင်းချောက်ပြီးကြိုတင်မဲထည့်ခိုင်းတာတွေပြုလုပ်နေတဲ့တဲ့နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝမ်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံ ပါဝင်နေစိတ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်သာကလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်47မြေဆောင်2025ကိုနိုဝင်ဘာ20ရက်မနေ့စနေမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်းဝင်းခိုင်တက်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆလပီတက်ရောက်လာတဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအဖွဲ့ဝင်တွေက လေးစိတ်မင်းဆောင်2025မှာချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ပြီးစမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ကြန့်ရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းခဲ့ကြပါတယ်။အဲဒီနောက်တက်ရောက်လာတဲ့ဝင်ကြီးဌာနရဲ့တာဝန်ရှိသူတွေကလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တပ်မှဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အမြဲတမ်းအတွင်းဝင်များ ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။အတူရောင်ရွှေကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချရေးအတွက်ကုလဖွဲ့ဝင်နိုင်ငံအားလုံးကိုတန်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အစံဖက်စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲကိုပြင်းထန်စွာကန့်ကွက်ပယ်ချရေးအတွက်ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမထွန်းကတိုက်တွန်းတောက်ဆိုလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီမှာမြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနဲ့အခြားလူငယ်စုများ၏လူအခွင့်ရေးအခြေအနေဆုံးဖြတ်ချက်အဆိုမူချက်အားအတိပြုဆုံးဖြတ်တဲ့အစည်းအဝေးကိုနိုဝင်ဘာ19ရက်ကပြုလုပ်ခဲ့ရမှာတာမတ်ကြီးကအခုလိုထည့်သွင်းဆွေးနွေးလိုက်တာပါ ရှခိုးအစိုးမူချမ်းတွေလည်းစိတ်အုပ်စုမှတစ်ဖက်သက်ကြိုးပမ်းနေသည့်အတူအယောင်ရွေးကောက်ပွဲအပေါ်အလွန်အမင်းစိုးရိမ်ရသည့်အချက်ကိုလေးလေးနက်နက်ဖော်ပြပါရှိပါကြောင်းစိတ်အုပ်စု၏အတူအယောင်ရွေးကောက်ပွဲသည်မြည်သောမျှလွတ်လပ်မျှတ၍အားလုံးပါဝင်မှုရှိမည်မဟုတ်ကြောင်းတို့ဖြစ်ရာစိတ်အုပ်စု၏တရားမဝင်မှုအားမြေသားစေနိုင်သည့်စာသားများပါဝင်လာသည့်အပေါ်ကြိုးစိုသည့်တပြိုင်နက် စေအုပ်စုစီစဉ်နေသောအတုရောင်ရွှေကောက်ပွဲအားပြင်းထန်စွာကန့်ကွက်ပယ်ချရန်အဖွဲ့ဝင်နိုင်ငံအလုံးကိုတိုက်တွန်းတောင်းဆိုလိုကြောင်းတန်မဲကြီးကထည့်သွင်းဆွေးနွေးခဲ့တာပါ။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကပြည်တွင်းမှာနေထိုင်လျက်ရှိတဲ့ပြည်သူတွေအထူးသဖြင့်အမှုပညာရှင်တွေကိုဒစာခံအဖြစ်ဖိအားပေးထားပြီးအတုရောင်ရွှေကောက်ပွဲဆိုင်ရာဝါဒဖြန့်ချီရေးအစီအစဉ်တွေမှာမျက်နှာပြအတုံးချခံနေရတာကိုဝန်းနေစွာတွေ့ရတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအတိုင်ဝန်အနေဖြင့်အကြမ်းဖက်ဆဲအုပ်စုမှတယုတ်ပြလှုပ်ဆောင်နေတဲ့အတူရောင်ရွှေကောက်ပွဲအားကန့်ကွက်ရန်တက်ကွက်ပါကပြည်ရင်းမှာရှိတဲ့ပြည်သူများအနေနဲ့ဆက်လက်အတင်းအဓမ္မခိုင်းစေခံရမှာဖြစ်တယ်လို့လည်းတန်မတ်ကြီးကထည့်သွင်းဆွေးနွေးခဲ့ပါတယ်ရှင်။အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်ပေါင်း854ရောင်သေဆုံးခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မတရားအာဏာလုယူချိန်ကနေနိုဝင်ဘာ20ရက်အထိကလေးငယ်ပေါင်း854ယောက်တိတ်ဆုံးခဲ့ရတယ်လို့လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကထုတ်ပြန်အသိပေးထားပါတယ်။ဒါ့အပြင်ကလေးငယ်954ဦးကလည်းအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြောင့်တိတ်ဆုံးခဲ့တာဖြစ်ပြီးတော့လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့အဆိုပါတိတ်ဆုံးမှုဖြစ်စဉ်တွေကိုမှတ်တမ်းတင်စာရင်းပြုစုထားတယ်လို့ဆိုပါတယ်။ဒီအချက်လက်တက်တည်မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင် အကျန်းဖက်စေအုပ်စုဟာမြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ကလေးတငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် CRC နဲ့2019ခုနှစ်ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့တဲ့မြန်မာနိုင်ငံကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွေကိုပျောက်ပျောက်တင်းတင်းချိုးဖောက်နေတာကို တွေ့မြင်နိုင်ပါတယ်လို့ဝင်ကြီးဌာနကအသိပေးပြောကြားထားပါတယ်။ နိုဝင်ဘာ20ရက်ကအပြည်ပြည်ဆိုင်ရာကလေးတငယ်များနေဖြစ်ပြီးတော့အကျန်းဖက်ဆေးအုပ်စုရဲ့ကလေးငယ်တွေအပေါ်လူခွေရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုတွေကိုလူခွေရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တာပါအကျန်းဖက်ဆေးအုပ်စုကမတရားစစ်အာဏာသိမ်းဖို့ကြိုးပမ်းနေတယ်မြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုတရားလက်လွတ်တပ်ဖြတ်မှုအစိုးရပြုံးလိုက်တပ်ဖြတ်မှုတွေနဲ့မတရားစစ်မှုထမ်းစေခိုင်းခြင်းတို့ကြောင့်ထောင်နဲ့ချီတဲ့ကလေးငယ်တွေတိုက်ဆုံနေကြရပြီးတော့ ပညာသင်ခွင့်တွေဆုံးရှုံးနေကြရသလိုဗတ်ပေါင်းဆောင်ကနေကလေးတငယ်အခွင့်အရေးတွေချိုးဖောက်ခံနေကြရပါတယ်ရှင်။ဝက်လက်မြို့နယ်ကကျေးရွာ18ရွာကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ကျေးရွာ18ရွာကိုအကြမ်းဖက်စစ်တပ်ကမိရှို့ဖျက်ဆီးခဲ့တယ်လို့ဝက်လက်မြို့နယ်လူမှုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကနိုဝင်ဘာ20ရက်ကထုတ်ပြန်ပါတယ် အကျန်းဖက်ဆဲအုပ်စုတွေကအောက်တိုဘာ23ရက်ကနေနိုဝင်ဘာ20ရက်အထိဝက်လက်မြို့နယ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အကျန်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့်ဝက်လက်မြို့နယ်အတွေ့ကစိုင်းနိုင်လေရွှေကျင်းလှတော်ကြီးကံပင်စင်မူးကြီးထုံးဖို့တတားဦးလိန်ပင်ခေါ်တော်မြင်းတော်တမကုံရွာတော်ကုံဥယျာဉ်မ ရွာသားကြီးတရဲ့ကြီးနဲ့ဖျားပြန်စတဲ့ကျေးရွာပေါင်း18ရွာက နေအိမ်အများအပြားမီးလောင်ပျောက်ကျခဲ့ရပါတယ်။အဆိုပါအကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကြောင့်ကျေးရွာ20ကျော်ကပြည်သူ2000ကျော်စစ်ပေးဆောင်ထွက်ပြေးနေရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလိုအပ်နေသလိုစောင်းတွေးကာလမှာအနှွေးတွေနဲ့စောင်းတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ဝက်လက်နဲ့အနောက်ချမ်း စကိုင်းရွှေဘိုကာလန်းဘော်ကရွာသားချင်းရွာထဲမှာအကျန်းဖက်စစ်အုပ်စုလက်အောက်ခံစကိုင်းမြို့အခြေဆိုင်ချေမြန်တပ်မှဌာနချုပ်တပ်မ33ကအင်အားရာချီတက်ဆွဲနေထိုင်ပြီး အခုလိုစစ်ကြောင်းထုံးမိရှုနေတာဖြစ်ပါတယ်။လက်ရှိမှာဝက်လက်နယ်ကရွာသားချင်းထုံးဘိုတဒါဦးတမာကုန်းရွာတော်ကုန်းဥတီကုန်းအုတ်ဖိုကုန်းကြီးကန်တောင်ရွာနယ်မြောက်ရွာလှတော်လှဲဦးကြီးကုန်း နှမ်းချီကုံရွှေတာရင်းမာတော်ကုတ်ကိုစုမပြောတော်တကောင်းတောင်ကဒူးစတဲ့ကျေးရွာ20ကျော်ဆစ်ဆောင်နေရပါတယ်ရှင်ပုံပြင်းမြို့နယ်မှာအကျန်းဖက်ဆေးအုပ်စုကနန်းစီဒီယမ်တက္ကသိုလ်ကျောင်းသားတွေကိုအတူရောင်ရွှေကောက်ပွဲအတွက်ချင်းချောက်ပြီးကြိုတင်မဲထဲခိုင်းတာတွေပြုလုပ်နေတဲ့တဲ့ကိုတင်ဆက်ပေးပါမယ် တနင်္လာနေ့တိုင်းဗုတ်ပြင်းမြို့နယ်တွင်းမှာအကျန်းဖက်ဆေးအုပ်စုကနန်းစီဒီယမ်တပ်တို့ចောင်းသားတွေကိုအတုရောင်ရွှေကောက်ပွဲအတွက်ချင်းချောက်မှုတွေပြုလုပ်ပြီးကြိုတင်မဲကို အတင်းအဓမ္မထဲခိုင်းတာတွေလှုပ်ဆောင်နေရလို့သတင်းရှင်းမြစ်တွေက PPTV ကိုပြောပါတယ်။နန်းစီဒီယမ်တပ်တို့ចောင်းသားတွေခံနေရပြီလေ။ထွေအုပ်ကနေပြီးတော့အခုအတင်းအကျပ်ကြိုတင်မဲထဲရမယ်ဆိုပြီးလုပ်နေတာ။မဲမပေးရင်ចောင်းပင်းမတက်ဘူးဆိုတာနဲ့ ဖွဲ့မပေးဘူးလို့ချင်းချောက်တာတွေလုံနေတာပါလို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းဖက်ဆဲဆုကအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးမှုတွေလည်းလှုံ့ဆော်နေရပါ။အကျံဖက်ဆေးဥစုကအတူရောင်ရွှေကောက်ပွဲလုပ်ငန်းစဉ်ကိုနှောက်ရက်တယ်လို့ယူဆတဲ့စကားပြောဆိုမှုတွေနဲ့တည်းရာဇဝဲမှုအဖြစ်သတ်မှတ်ထားပြီးတော့အ ਨੇ ဆုံးထောင်နဲ့၃နှစ်ကနေအမြင့်ဆုံးသေတံထိပေးလို့ရတဲ့မတရားတဲ့ဥပဒေကိုထုတ်ပြန်ထားတာပါ အဲ့ဒီမတရားတဲ့ဥပဒေစတင်ချိန်ဇူလိုင်လကနေအောက်တိုဘာ29ရက်အတွင်းအမှုပေါင်း40မှုအတွက် အမျိုးသား83ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း88ဦးကိုအတင်းအဓမ္မဖမ်းဆီးထားတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရမက်ပင်မြို့နယ်မှာအောင်လံလွှင့်မီထောင်းသွင်းနေတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွေမပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမက်ပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းက တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မြည်ရွှေကြည်သပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေတာဖန်တော်လန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားထဲကနေပဲအကျန်းဖက်ဆက်တဲ့ကြာရှုံးရေးဆန္ဒပြသမိတ်ကိုနေ့စဉ်ပြုလုပ်နေရပါရှင်။ ပြည်သူလူထုပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါသေးရှင်ဂျေဇုတင်ပါတယ်ရှင်